မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်ဖုန်ကန်ရွာမှာရှိတဲ့စစ်စခန်းနဲ့စစ်ကြောင်းကိုတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီဘက်က စစ်ကြောမှုတအုပ်အပါဝင်၁၀ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၃ရက်နေ့မှာပခုတ်ကူမြို့နယ်အနောက်ဖုံးကန်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကိုရော့ကတ်များနဲ့အလုံး၃၀ကျော်ပစ်ခတ်တိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတိများနေထိုင်ရာဘန်ကာများနဲ့စခန်းများထိခိုက်ပျက်စီးမှုရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်တေဆုံးခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ပစ်လိုက်တဲ့ရော့ကတ်တွေကသူတို့ရဲ့စခန်းအတွင်းဘက်ကိုကျပြီးတော့ဘန်ကာတွေပျက်စီးတာမျိုးတွေရှိတယ်။ ထိခိုက်သိမ်းဆုံးတာကတော့မသိရသေးဘူးလို့ Yan Force UG တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတောင်းခံကိုပိန်ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ကတူရင်တီအာပခုတ်ကူပခုတ်ကူ Underground Force တာ TPKU PDF Cobra 1ပခုတ်ကူ Yan Force UG တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အလားတူပဲဇွန်လ၄ရက်နေ့ကပခုတ်ကူမြို့မှာရှိတဲ့တပ်မတရားတွေကထွက်ခွာလာတဲ့စစ်ကား73စီးနဲ့အာတီယာ90ဦးကံပါတဲ့စစ်ကြောင်းကိုပခုတ်ကူကံမလမ်းပိုင်းတနေရာအရောက်မှာတော်လိုင်းတပ်ဖွဲ့များက ဒရုန်းနဲ့ဘုံသည်အလုံး90ကျော်ကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ကြောင်းမှုတအုပ်အပါအဝင်10ဦးထက်မနည်းတေဆုံးပြီးတော့28ဦးကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ခွေးစစ်ကြောင်းကသူတို့စခန်းချထားတာရှိတယ်။ညောင်ချစ်ပင်နဲ့ကံတော်အနီးတစ်ဝိုက်မှာရှိနေသေးတယ်။ပြီးတော့ကျွန်တော်တို့ဘက်ကချတဲ့ဘုံသည်အလုံး90ကျော်ကြောင့်မော်တော်ကားတွေပြက်စီးပြီးတော့ရှေ့ဆက်ပြီးတော့ခရီးမဆက်နိုင်တာတွေရှိတယ်။ဒီနေ့မနက်10နာရီခွဲမှာတစ်ချိန်၊12နာရီခွဲမှာတစ်ချိန် MI-35 နဲ့အဲ့ဒီရင်းနေအပေါ်ကနေပြန်ဝဲပြီးတော့လုံခြုံရေးယူပေးထားတာတွေရှိတယ်။ မနေ့ကစစ်ကြောမှုပါတည်တော့လေရင်နဲ့နှစ်ချိန်လာပြစ်တာလာပြစ်တာကလည်းတိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘဲနဲ့အပြစ်မဲ့တဲ့ပြည်သူတွေနေထိုင်တဲ့ရွာတွေဘကိုကျဲချသွားတာလို့ Yan Force UG တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုပိန်ကပြောကြားထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုပခုတ်ကူကံမမြန်မဟာမိတ်တပ်ဖွဲ့များနဲ့အတူပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နှစ်ကတူရိန်တီအာပခုတ်ကူနဲ့ရန်ဖို့ဂျူဂျီတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ အခုလိုမျိုးတိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာရှေ့ဆက်မတိုးရတော့ဘဲနဲ့အနီးနားကကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ခြင်းများကြောင့်အပြစ်မဲ့တဲ့ကလေးငယ်နဲ့အမျိုးသမီးများအပါအဝင်၄ဦးတေဆုံးပြီးတော့၁၆ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဓိကကတော့ကျွန်တော်တို့တိုက်ခိုက်တဲ့အချိန်သူတို့ဘက်ကအထိကိုက်တွေများထားတော့အပြစ်မဲ့တဲ့ပြည်သူတွေကိုလက်တုံ့ပြန်ပြီးတော့တိုက်ခိုက်တာလို့ယူဆတယ် ါကအပြစ်မဲ့တဲ့ပြည်သူတွေအပေါ်ကိုလှုပ်ဆောင်သွားတာဖြစ်တဲ့အတွက်လက်ခံနိုင်စရာအကြောင်းမရှိဘူးကျွန်တော်တို့ရဲဘော်တွေကတော့အားလုံးဘေးကင်းပါတယ်လို့ရန်ဖို့ UG တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုပိန်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်ဇာခွဲရက်ကွက်မှာလူငယ်များကိုစစ်ကောင်စီအတွက်တပ်သားတဲ့အဖြစ်နဲ့အတင်းအကျပ်အဓမ္မစူဆောင်းပေးနေတဲ့သူအုပ်ချုပ်ရေးမှူးရဲလွင်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မနက်7:00ကျော်အချိန်မှာဇာခွဲရက်ကွက်အုပ်ချုပ်ရေးမှူးရဲလွင်ဟာ ပြည်ကြီးတကော်မြို့နယ်မြင့်ကျော်သူလက်ဖက်ဆိုင်မှာထိုင်နေတဲ့အချိန်စိုက်ကဲတစည်းနဲ့တနတ်သမား၂ဦးကရောက်ရှိလာပြီးတော့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းပစ်ခတ်မှုကြောင့်ဦးကောင်းကြည်ထိမှန်ပြီးတော့ပွဲချပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ပြည်ကြီးတကော်နယ်မှာဇာခွဲရက်ကွာအုပ်ချုပ်ရင်းမှုအပြစ်ခံရလို့အစစ်အစေးတွေအများများနေတယ်။ CCTV တွေကိုလည်းလိုက်တောင်းနေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်။ပစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတဲ့ဇာခွဲရက်ကွာအုပ်ချုပ်ရင်းမှုရဲလွင်ဟာလူငယ်များကိုစစ်ထဲကိုတွင်းရန်အတင်းအကျပ်လိုက်လံဖမ်းဆီးခြင်း စစ်မှုမထမ်းကျင်တဲ့လူတွေစီကနေပြီးတော့ငွေညှစ်ချင်း၎င်းနဲ့အဆင်မပြေတဲ့မိသားစုတွေစီကလူငယ်များကိုစစ်မှုထမ်းရန်အတင်းအကျပ်စည်ရင်သွင်းခြင်းပြည်သူများအပေါ်ကိုနိုင်ထက်စီးနှင်းမှုများပြုလုပ်ခြင်းတွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့အတွက်တော်လိုက်တက်ဖွဲ့များကသတိပေးခြင်းခံရပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့ဒဝဲခိုင်လောင်းလုံးမြို့နယ်မှာကြောင်းကျုပ်ဘုကားတစီပြစ်ခတ်ခံရပြီးတော့ကြောင်းသားတဦးကြီးစံထိမှန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လောင်းလုံးမြို့ကနေဒဝဲမြို့ပေါ်ကိုပို့ဆောင်မဲ့ကြောင်းကျုပ်ဘုကားတစီဇွန်လ၄ရက်နေ့မနက်9:00နာရီဝန်းကျင်မှာလောင်းလုံးမြို့နယ်တပြားကြီးရွာအုပ်စုပြစ်ဆက်တီမော်နဲ့အင်းဆောက်ကြီးရွာကြားမှာရှိတဲ့လမ်းပိုက်တနေရာမှာပြစ်ခတ်ခံရခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ကြောင်းသားပေါ်မှာကြောင်းသား၈ဦးပါတယ်တဲ့က Great 7ကြောင်းသားတဦးရဲ့ပေါင်မှာတနက်ကြီးစံထိမှန်ခဲ့ကြောင်း၎င်းတာဝန်ရှိသူကပြောပါတယ် တနက်ကြည်စံထိမှန်ခဲ့တဲ့အဲ့ဒီចောင်းသားဟာဒဝဲစေးယုံကြီးမှာကုသမှုခံယူနေရပြီးတော့ကြည်စံကိုခွဲထုတ်ယူရမယ်လို့၎င်းကပြောဆိုခဲ့ပါတယ်ကြည်စံကပေါင်ကိုဖောက်ဝင်သွားတာခွဲထုတ်ရမယ်လို့ပြောတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်တနက်ထိမှန်တဲ့ចောင်းသားဟာဒဝဲမျိုးအမှတ်1အထက်တန်းចောင်းမှာပညာသင်ယူနေသူဖြစ်တယ်လို့သိရပါတယ်ចောင်းလာပို့တဲ့အချိန်ကမိုးရွာနေတာအဲ့ဒီအချိန်မှာအမည်မသိတဲ့လက်နက်ကိုင်းအဖွဲ့တစ်ခုကတားပြီးတော့ဆက်ဆေးနေတာမိုးရွာနေတယ်ဆိုတာကိုမကြားလို့ကားမောင်းလာတာကိုပြစ်လိုက်တယ်လို့ပြောတယ်ကားတာယာလည်းပောက်သွားသေးတယ်လို့တာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီရဲ့ lobby အမဲလိုက်မုတ်ဆိုးကြီး Telegram channel မှာတော့အဲ့ဒီပြစ်ခတ်မှုကို PDF တွေကလုံဆောင်ကြောင်းရေးသားထားပါတယ်။လောင်းလုံးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့အဲ့ဒီပြစ်ခတ်မှုကိုဘယ်သူတွေကလုံဆောင်ကြောင်းမသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့တောင်မှစစ် lobby တွေရေးတင်လာမှအဲ့ဒီကိစ္စကိုသိတာမသိဘူးဆိုတာကကျွန်တော်တို့စီမားကဇုံအလိုက်တွေခွဲထားတာကိုသက်ဆိုင်ရာဇုံတာဝန်ခံတွေကိုမေးတာလဲသူတို့လည်းအဲ့ဒီကိစ္စကိုမသိကြဘူးလို့ပြန်ကြားရေးတာဝန်ခံကပြောဆိုခဲ့ပါတယ်။လောင်းလုံးမျိုးမှာចောင်းကားပြစ်ခတ်ခံရတဲ့အနေမှာတည်း နဝယ်မြို့အိမ်ရှိပြင်ရက်ကွက်မှာရှိတဲ့မူလာရန်ကျောင်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့အသက်၉နှစ်အရွယ်ကျောင်းသားတဦးသေဆုံးပြီးကျောင်းသား၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးထားတဲ့ရွှေဆိုင်နဲ့ကုန်တယ်များထံကနေပြီးတော့ရွှေများကိုတောင်းယူနေပြီးရွှေများကိုမပေးပါကပိုင်ဆိုင်မှုများကိုချိတ်ပိတ်မယ်လို့ချိန်ချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဖမ်းခံထားရတဲ့ရွှေသမားတွေစီကရွှေတွေကိုတောင်းနေပါတယ်။ရွှေတွေဗမာထားလဲပေါ့။တောင်းတဲ့ရွှေတွေမပေးရင်ပိုင်ဆိုင်မှုတွေနဲ့တံမိုးကြီးတဲ့အင်ချမ်းမျိုးတွေကိုချိတ်ပိတ်မယ်လို့ပြောတယ်လို့ ဖမ်းဆီးခံထားရတဲ့ရွှေကုန်းတဲ့အုပ်ရဲ့မိသားစုဝင်ကပြောဆိုခဲ့ပါတယ်။ပြည်တွင်းမှာမေလ30ရက်နေ့ကအခောက်ရွှေတစ်ကြက်သားကိုငွေကျပ်59သိန်းအထိမြင့်တက်သွားတဲ့အချိန်မှာစစ်ကောင်စီကရွှေကုန်းတဲ့နဲ့ကွဲသား22ဦးကိုဖမ်းဆီးဆက်ရှိခဲ့တယ်လို့သိရပါတယ်။၎င်းတို့ရဲ့ထွက်ဆိုချက်အရဆိုပြီးတော့ရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုန်းတဲ့10ဦးကိုစစ်ကောင်စီကဇွန်လ2ရက်နေ့ညပိုင်းမှာထပ်မံပြီးတော့ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကဖမ်းဝရမ်းထုတ်ထားတဲ့သူများထဲမှာနာမည်ကြီးရွှေလုပ်ငန်းပိုင်ရှင်များပါဝင်ပြီးတော့အော်တိုမာတီရွှေဆိုင်ပိုင်ရှင်ဦးအောင်ဆန်းဝင်း ်ဇွဲထက်ရွှေဆိုင်ပိုင်ရှင်ဦးစန်းဝင်းအကယ်ဒမီရွှေတန့်စင်လုပ်ငန်းဦးမျိုးသူဝင်းဝင်းစိန်ရွှေဆိုင်ပိုင်ရှင်ဦးအောင်ကောင်းမြတ်စိန်ကျော်မိုးရွှေဆိုင်ပိုင်ရှင်ဦးကျော်ငိမ့်ခရမ်းတုံးဝရွှေဆိုင်ပိုင်ရှင်ဦးတန်တော်ဝင်းရွှေစင်ဝင်းရွှေတန့်စင်လုပ်ငန်းပိုင်ရှင်ဦးအေးကျူရွှေကုံတဲ့ဦးကျော်ဝင်းခေါ်ပန်းသည်ရွှေကုံတဲ့ဦးညင်ကြီးဦးခေါ်ချက်ကြီးရွှေကုံတဲ့ဒေါ်တိန်တိန်ခိုင်ခေါ်စန္နာခိုင်တို့ပါဝင်တယ်လို့သိရပါတယ်လက်ရှိမှာစစ်ကောင်စီက ဟွန်ဒီငွေလွဲသမားများနဲ့နိုင်ငံခြားငွေလဲလှယ်တဲ့ဒိုင်ပွဲစားများကိုဖမ်းဆီးက၎င်းတို့ရဲ့ဘဏ်ငွေစည်ရင်ပေးကောက်များကိုပိတ်ပင်ကအဲ့ဒီဘဏ်ငွေစည်ရင်များအတွင်းမှာရှိတဲ့ငွေကြေးများအလုံးကိုစစ်တပ်ကသိမ်းယူလိုက်တယ်လို့သိရပါတယ်ဘဏ်ငွေစည်ရင်တွေထဲကပတ်စံတွေကိုလည်းသိမ်းအဖမ်းခံထားရတဲ့ရွှေကုန်တွေစီကလည်းရွှေတွေကိုတောင်းယူနေတာဆိုတော့ဖမ်းဆီးပြီးဓမြတိုက်နေတယ်လို့ပဲလို့ရန်ကုန်ကရွှေကုန်တဲတူကပြောဆိုခဲ့ပါတယ်အခြားတစ်ဖက်မှာလည်းရန်ကုန်နဲ့မန္တလေးရွှေအသင်းများကနေ့စဉ်ဈေးနှုန်းများကိုတတ်မှတ်ကရွှေဆိုင်များကိုဖွင့်ရန် တတ်မှတ်ဈေးနှုန်းနဲ့ရွှေအယောင်းဝယ်ပြုတ်လို့ရန်မလိုက်နာပါကတပ်ဆိုင်ရာများကအရေးယူမယ်လို့ကြေညာချက်များကိုထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲတစ်စုံတရာမရှိဘဲနဲ့အရသာပြည်သူများနေထိုင်ရာရခိုင်ပြည်နယ်တန်တွဲမြို့နယ်စင်ကောင်းကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့အရသာပြည်သူ၃ဦးထက်မနည်းသေးဆုံးပြီးဒဏ်ရာပြင်းထန်သူ၁၀နဲ့အထက်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စင်ကောင်းကျေးရွာကိုစစ်ကောင်စီကဇွန်လ၄ရက်နေ့နေ့လယ်၂နာရီလောက်ကစပြီးတော့ညနေ၄နာရီအထိတိုက်လေရဲများဒရုန်းများနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့အပြင်မောင်ရွှေလေးရေတပ်ကလည်းလက်နက်ကြီးနဲ့အလုံး60ခန့်ပစ်ခတ်ခဲ့တယ်လို့ စစ်ရဲအခြေအနေကိုသိတဲ့ဒေသခံတို့ကပြောကြခဲ့ပါတယ်စစ်ကောင်စီကရွာတွေကိုတဲ့တဲ့ကိုဘုံကျဲတက်ခိုက်တာအဲ့ဒီနားမှာတိုက်ပွဲရှိတာလည်းမဟုတ်ဘူးရွာသားတွေတေပါစီဆိုတဲ့ရည်ရွယ်ချက်နဲ့တမင်တကာပြစ်ခတ်တိုက်ခိုက်တာမဟေမန်ဦးဆိုတဲ့အမျိုးသမီးနဲ့ចောင်းဆရာမနှစ်ဦးတေသွားတယ်လို့သိရတယ်ဖုန်းလိုင်းတွေကတိတ်နေရတော့ចောင်းဆရာမနှစ်ဦးကအတီးပြုတ်ဖို့နည်းနည်းခတ်နေသေးတယ် ။ဒဏ်ရာရတဲ့သူကလည်းဆယ်ဦးထက်မနည်းရှိနေတယ်။အပြက်စီးကတော့ပြောမနေနဲ့။ရွာတဲကိုဘုံကျဲခံရတာဆိုတော့တော်တော်လေးကိုပြက်စီးသွားတာလို့ပြောဆိုခဲ့ပါဗျ။ဘုံကျဲတက်ခိုက်ခံရတဲ့အချိန်မှာစင်ကောင်းရွာသားများဟာအဝိမယဖနှက်မယရရဆက်လီနဲ့ရရကားဆိုင်ကယ်တို့ကိုဆွဲပြီးတော့အနီးနားမှာရှိတဲ့ကျေးရွာများနဲ့ဘေးကင်းလုံခြုံရာကိုအိုးအိမ်များကိုစွန့်ခွာပြီးတော့ထွက်ပြေးခဲ့ရကြောင်းတန်ရွဲဒေသခံတို့ကပြောပါဗျ။ဘုံကျဲခံရတဲ့ဖြစ်စဉ်ကိုမေးဖို့အတွက်စင်ကောင်းရွာသားတွေကလုံခြုံရာကိုမရောက်သေးတဲ့အတွက်အဆက်အသွယ်မရသေးဘူးဖြစ်နေတယ်။ ဖုန်းလိုင်းကလည်းပြတ်နေတော့အဆက်အသွယ်ကလုံးဝမရသေးတာရွာထဲမှာဘာတွေဖြစ်ပျက်ခဲ့ပြီးကြံခဲ့လဲထိခိုက်တိတ်ဆုံးသူတွေရဲ့အခြေအနေကိုမသိရဘူးဖြစ်နေတယ်ကနအူးတရင်ရထားတာကတော့စစ်ကောင်စီကရက်သားတွေကိုတမင်တကာပြစ်ခတ်တပ်ဖြတ်နေတယ်လို့ပြောနေကြတယ်တန်တွဲမြို့နယ်မှာတိုက်ပွဲ200ဖြစ်ပွားနေပြီးတော့ငပလီမြို့နယ်၃မိုင်ခန့်အကွာဂေါ့တောင်နဲ့တန်တွဲမြို့၅မိုင်ခန့်အကွာရွှေလောအနီးမှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်အေပီလာ22ရက်နေ့ကဒေါ်မြရွာအနီးမှာစတင်ခဲ့တဲ့တန်တွဲတိုက်ပွဲဟာမေလကုံပိုင်းမှာရက်အနည်းငယ်ရက်တန့်ခဲ့တော့လေ ဇွန်လ2ရက်နေ့ညနေပိုင်းကစပြီးတော့အဲ့ဒီနှစ်နေရာမှာတိုက်ပွဲများပြန်လဲစတင်ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်ဂေါတောင်တိုက်ပွဲကြောင့်မပလီမြို့ထဲကတန်တွဲလေစိတ်ကိုယာယီပိတ်ပင်ထားရပြီးတော့ဟိုတယ်များဟာလည်းပိတ်ထားရကဟိုတယ်ဝန်ထမ်းများနဲ့ဒေသခံပြည်သူများဟာတန်တွဲမြို့နဲ့ဘေးကင်းလုံခြုံရာနေရာများကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။စင်ကောင်းကထိခိုက်ဒေဆုံးသူဆယ်ရဲအပါအဝင်တန်တွဲတိုက်ပွဲမှာအရဲသား28ဦးဒေဆုံးပြီးဒဏ်ရာရသူ25ဦးထက်မနည်းရှိနေကြောင်းမှတ်တမ်းများအရသိရပါတယ်။ တေဆုံးသူများထဲမှာကမန်လူမျိုး12ဦးနဲ့ရခိုင်လူမျိုး18ဦးပါဝင်ပြီးဒဏ်ရာရရှိသူ25ဦးမှာလည်းကမန်လူမျိုးနဲ့ရခိုင်တိုင်းရင်းသားများပါဝင်နေတယ်လို့သိရပါတယ်။တန်တွဲမျိုးနဲ့ -30 ခန့်ဝေးတယ်။တထေးရီအားလက်စစ်စီမံကိန်းထဲမှာရှိတဲ့အစ်စ်တိုးချဲ့ထားတဲ့စစ်ကောင်စီရဲ့အမြောက်တပ်ရင်းကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာတန်တွဲမျိုးနဲ့မှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒေါ်မြလင်းတီရွှေလီတို့ကတပ်စခန်းများတိမ့်ပိုက်ခံရပြီးတဲ့နောက် တထေးရီအားလျက်စစ်စီမံကိန်းထဲမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်ရဲမှတန်ရွဲမျိုးနဲ့ငားမိုင်ကျော်အကွာရွှေလီကြီးရွာအနီးဒေါ်ပွိခုံရွာကိုစုခွာလာကြောင်းသတင်းများလည်းထွက်ပေါ်နေပါတယ်။တန်ရွဲမျိုးနယ်မှာစစ်ကောင်စီတပ်ရဲခလိုက်ရ55ခမရ966တပ်ရဲနဲ့မောင်ရွှေလီရေတပ်စခန်းတို့ရှိပြီးတော့တပ်ရဲများရဲ့လက်အောက်ခံတပ်စခန်းအများပြားရှိနေတယ်လို့သိရပါတယ်။လက်ရှိမှာ AA ကတပ်စခန်းငယ်များကိုတခုပြီးတခုသိမ်းပိုက်နေပြီးတော့အဲ့ဒီတပ်ရဲနှစ်ခုကိုဥတီတိုက်ခိုက်နေပြီးတပ်ရဲနှစ်ခုစလုံးကိုသိမ်းပိုက်ရရှိပါက တန်တွဲမြို့နဲ့ငပလီမြို့ကိုအပီးပိုင်တိတ်ပိုက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။စေကောင်စီဘက်ကအရခတက်တော် AA ထိုးစစ်ကိုကြီးရိတ်လေး၃ခုစလုံးနဲ့ခုခံနေတော့လဲအရှုံးများနဲ့ရင်ဆိုင်နေရကြောင်းစီရဲအခြေအနေတုံးသက်သူတွေကပြောဆိုနေကြပါတယ်။တိုက်ပွဲများပုံမှုပြင်းထန်လာနိုင်တဲ့အတွက်ကြောင့်တန်တွဲမြို့အပါအဝင်ဘူးဒီတောင်မောင်တော်စစ်တွေမြို့အတွင်းကပြည်သူများအနေနဲ့လွတ်မြောက်နေမည်သို့မဟုတ် AA ထိန်းချုပ်ရာနေမည်များကိုတွားရောက်ခိုးလုံကြရန် AA ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအတွင်းမှာရှိတဲ့မင်းတုံမြို့နယ်၊နတ်မောင်မြို့နယ်နဲ့ရေနံချောင်းမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီကစစ်သားတဲ့စုဆောင်းရန်လူငယ်အယောက်20ထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ၄ရက်နေ့မှာမင်းတုံမြို့နယ်အတွင်းမှာရှိတဲ့မဲဆလီရွာ၊ကြက်ဝရွာနဲ့အနီးအနားမှာရှိတဲ့ကျေးရွာတွေကပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီကစစ်သားတဲ့စုဆောင်းရန်နေအိမ်များတဲ့အထိကိုလိုက်လံဖမ်းဆီးခဲ့ခြင်းကြောင့်လူငယ်၁၀ဦးကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။စစ်တပ်ကတပ်သားတဲ့စုဆောင်းမှုဝင်ဖမ်းတာလူငယ်တွေတော်တော်များများကိုဖမ်းခေါ်သွားတယ် မဲဇလီရွာက2ဦးနဲ့ကြောက်ဝရွာက2ဦးကျန်တဲ့ရွာတွေကဆိုရင်အားလုံးပေါင်း10ဦးကျော်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်ဇွန်လ3ရက်နေ့ညပိုင်းကလည်းနတ်မောင်မြို့ပေါ်မှာရှိတဲ့မြို့မကွက်တဲ့ရက်ကွက်ကိုစစ်ကောင်စီကဝင်းရောက်စီးနှင်းပြီးတော့စစ်သားတွေစုဆောင်းရန်လူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်အလားတူပဲရေနံကျောင်းမြို့မှာလည်းအကြမ်းဖက်စစ်ကောင်စီဦးဆောင်ပြီးတော့လာဝကရဲနဲ့အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီးတော့စစ်သားတွေစုဆောင်းနေကြောင်းဒေသခံပြည်သူတွေကပြောဆိုကြပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့ပေါ်တာဆွဲဖမ်းဆီးမဲ့တရင်ကြောင်မြို့ပေါ်နေလူငယ်များ အလုတ်လောက်ကန်ရန်နေအိမ်ရဲ့ပြင်ပကိုမထွက်ရဲတော့ဘဲနဲ့တိမ်းရှောင်နေရခြင်းကြောင့်မိသားစုဝင်များစောင့်ဝင်နေရေးခက်ခဲလာတယ်လို့ပြောဆိုခဲ့ပါတယ်။ရေနံချောင်းမြို့မှာလဝကဌာနကလူတွေနဲ့ရဲတွေစစ်သားတွေအုပ်ချုပ်ရေးမှုတွေပူးပေါင်းပြီးတော့စစ်မှုထမ်းဖို့အတင်းအဓမ္မလိုက်လံဖမ်းဆီးမယ်ဆိုတဲ့သတင်းတွေထွက်နေလို့မြို့ကန်လူငယ်တွေအနီးနားကကြေးရွာကလူငယ်တွေကြောက်လန့်နေကြပြီးတော့အိမ်ပြင်ကိုမထွက်ဖို့တိမ်းရှောင်နေကြဖို့အချင်းချင်းသတိပေးနေရပါတယ်။ရေနံချောင်းမြို့မှာစစ်မှုထမ်းဖမ်းဆီးခြင်းတွေမကြာခဏဖြစ်ပွားနေလို့ မြို့ကန်တွေအလွန်အမင်းကိုစိတ်ဆင်းရဲနေရပါတယ်။စားဝတ်နေရေးလောက်ကန်ဖို့အတွက်တောင်မှအခက်အခဲတွေ့နေရပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။